စစ်စစ်ကြောင်းလန်ပွဲမှာချွေးမလောင်စုပြည်သူစင်ပေါ်မှာသူရဲ့ပြက်သားတဲ့သဘောထားကိုခုလိုပြောလာတဲ့ဟင်းဝရန်ရဲ့ဖခင်တနိုင်ငံလုံးကသဘောတူညီပြူနေကြတဲ့ဇုံတွေလေးဖြစ်ပေမဲ့ချွေးမလေးစုပြည်ပေါ်ထင်မှတ်ထားတဲ့သဘောထားရှိကြောင်းချပြလာတာကတော့ဟင်းဝရန်ရဲ့ဖခင်ကြီးပဲဖြစ်ပါတယ်။ဟင်းဝရန်ဆိုတာကမိဘနှစ်ပါးရဲ့အသေးကြော်ပဲလို့တားလိုက်မှလေးဖြစ်ပြီးနိုင်ငံကျော်ထိတ်တဲမင်းသားကြောက်ဖြစ်တာကြောင့်ဒီလိုအဆင့်တန်းနဲ့လိုက်ဖက်ညီမဲ့ချွေးမလေးကိုမိဘတွေကနှစ်ပေါင်းများစွာစဉ်စားဆုံးဖြတ်ပြီးမှရွေးချယ်ခဲ့ကြတာပါ။နောက်ဆုံးမှာတော့သူတို့ရဲ့စံချိန်စံနှုန်းနဲ့ကန့်ညီတဲ့ထိတ်တဲမင်းသမီးချော်လေးစုပြည်သူစင်ကိုချွေးမဖြစ်သဘောတူညီ ပြုခဲ့ကြပြီးစစ်ဆက်ကြောင်းလန်းပွဲမှာစေတဘောဓာအမှန်ကိုထုတ်ပြလာခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့ချင်းမလေးအပေါ်ဘလောက်ထိချစ်ခင်တန်ဖိုးထားလဲဆိုတော့မင်္ဂလာပွဲမရောက်ခင်စစ်ဆက်ကြောင်းလန်းပွဲမှာပြုလုပ်ခဲ့တဲ့အပြုမူလေးတွေအပေါ်မှာထင်သာမြင်သာရှိနေပါတယ်။ပုံမှန်ဆိုရင်တော့သူတို့သမီးလေးတွေကမင်္ဂလာပွဲမှာသာအခမ်းအနားဆုံးသောအပြင်ဆင်နဲ့အလှပဆုံးသောဝတ်စုံတွေကိုဝတ်ကြပေးမယ်။မင်းသမီးလေးစုပြေကိုတော့စစ်ဆက်ပွဲမှာလည်းအလှပဆုံးဖြစ်အောင်စင်မြန်ပေးထားတာကိုတွေ့ရပါတယ်။ထိတ်တန်မင်းသမီးစုပြေကအရန်ခက်ဆန်တဲ့အဝတ်အစားတွေနဲ့မလိုက်ဖက်တာကိုသိတဲ့ဟင်းဦးရံရဲ့မိဘနှစ်ပါးကသူတို့ရဲ့ချွေးမလေးနဲ့လိုက်ဖက်မဲ့ဝတ်စုံမျိုးကို ကိုစိတ်တိုင်းကျရွေးချယ်ချုပ်လုပ်ပေးထားတာကိုလည်းတွေ့ရပါရရှင်။ဆိုပြီးသူစင်ကချစ်စရာကောင်းတဲ့အယောင်လေးတွေအပြင်စင်လေးတွေနဲ့ပို့ပြီးတော့လှတာကိုသိလို့စစ်ဆက်ပွဲနေမှာပန်းနူရဝတ်စုံလေးကိုပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ရိုးရှင်းတဲ့ဝတ်စုံလေးမှာအလိုက်ပတ်စုံဖြစ်စီမဲ့လဝတ်ရတနာတွေကိုလည်းရောက်ခမတွေကိုယ်တိုင်ကတိတိကျကျရွေးချယ်ပြီးတော့ဆင်မြန်းပေးထားတယ်လို့သိရပါတယ်။ပန်းနူရောင်တို့သမီးလေးဖြစ်နေတဲ့ဆိုပြည့်ရဲ့လဲတိုင်းမှာတမိုးကြီးများကြောက်တွေကိုအဖိုးမဖြစ်နိုင်တဲ့စိတ်နေနဲ့ဝန်းရံထားတဲ့လဲဆွဲလှလှလေးကိုလိုက်ဖက်ညီစွာတွေ့ရမှာဖြစ်ပါတယ်။မျက်စိနောက်ဆရာကောင်းအောင်ကြီးမားတဲ့ရတနာတွေကိုမတုံးထ ချပေမဲ့ရိုးရိုးရှင်းရှင်းလေးနဲ့တံမိုးကြီးတယ်ဆိုတာသိတာစီမဲ့ယတနာအတွက်အဆက်ကိုဖန်တီးပေးထားတာပဲဖြစ်ပါတယ်မြန်မာငွေနဲ့ကြွရင်သိန်းပေါင်း9000လောက်ကျန်မှုရှိမဲ့လဝိတ်ရတနာတွေကိုစစ်ဆက်ကြောင်းလန်းပွဲမှာဝှစ်ဆင်စီခဲ့တာကချွေးမလောင်လေးစုပြည့်ပေါ်မှာဘလောက်ထိကျန်မှုထားလဲဆိုတဲ့စကားတွေအများကြီးပြောနေစရာမလိုပဲသိတာစီတဲ့အလုပ်ရက်လေးပဲဖြစ်ပါတယ်။ တတော်များများကတော့ဟင်းဝမ်နဲ့စုပြည့်သစင်းတို့ဇုံရွယ်လေးကိုအရန်လိုက်ဖက်တဲ့သဘောတူတယ်လို့ပြောနေကြပြီမြေတချို့တွေကစုပြည့်ဝတ်စားစင်မှုနဲ့ပတ်သက်ပြီးတော့မင်္ဂလာဝတ်စုံတွေကအဆင်ပြေပါမလားလို့ဝေဖန်ဆောင်ကြည့်နေကြပါဗျာဒီလိုမျိုးလူအများရဲ့မျက်စိတောက်ထောက်ကြည့်ချင်းခံနေရတဲ့ချွေမာလောင်းလေးကိုဟင်းဝမ်ရဲ့မိခင်နဲ့ဖခင်ကြီးကအကောင်းဆုံးဆိုတဲ့ယတနာတွေကိုဝတ်စုံတွေကိုအသုံးပြုပြီးတော့ဆစ်ဆက်ပွဲနေမှာချွေမာလေးအဖြစ်အသိမဲ့ပြုပွဲထုတ်သွားခဲ့တာပဲဖြစ်ပါတယ်ရောက်ကမာရရဲ့တံမိုးထားတယ်မထားဘူးဆိုတာကိုဒီနေရာမှာတော့သိသားနေစရာဖြစ်လို့မင်းသမီးလေးစုပြည့်ရဲ့အင်အောင်ကြီးလေးကတော့အရန်ကိုကန်ကောင်းတယ်လို့ပြောလို့ရပါတယ် ဒါကမင်္ဂလာပွဲကြီးနေ့တောင်မဟုတ်သေးပဲနှစ်ဖက်မိဘအဆွေမျိုးအတန်းဝိုင်းနေတွေ့ဆုံပြီးတော့အတိမတ်ပြုတ်တဲ့ဆစ်ဆက်ကြောင်းလမ်းမိုးလေးတစ်ခုသာဖြစ်ပေမဲ့ရောကြမသွားတဲ့အပြင်စင်းနေနဲ့အလှပဆုံးသောဝတ်စုံတွေကိုစုပြည်လေးအတွက်ဖန်တီးပေးထားခဲ့တာပါပွဲမစခင်မှာမနာလိုသူတွေဝေဖန်နေကြတဲ့ fashion အယံကွမ်းနဲ့ဆိုရပြောဆိုမှုတွေကိုလည်းရောက်ကမာရရဲ့စီမံမှုတွေကြောင့်လှလပပလေးခြေပြသွားနိုင်ပြီဖြစ်ပါတယ်ဟင်းဝရံဆိုရင်လည်းသူ့ရဲ့ချစ်စနီလောင်းလေးကိုအယံတံမိုးထားချစ်ခင်သလိုဟင်းဝရံရဲ့မိခင်နဲ့ဖခင်ကြီးကလည်းတကယ်အတိမတ်ပြုတ်ချစ်ခင်ကြောင့်လောက်ရလေးတွေနဲ့ထုတ်ပြနေခဲ့ကြပါတယ်နှစ်ယောက်သားရဲ့မျှော်လင့်နေကြတဲ့မင်္ဂလာပွဲကိုတော့ လာမယ့်၁၇လပိုင်းမှာကျင်းပသွားမှာဖြစ်ပြီးအခုပြုလုပ်တဲ့စစ်စပွဲကအပြင်စင်တွေလူ့ယတနာတွေထက်အစာပေါင်းများစွာပိုသားစေရမယ်ဆိုပြီးစူပြည့်ရဲ့ရခွမကြီးကပြောသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့နှစ်ဖက်မိဘအတန်းဝိုင်းစုံလင်စွာတွေ့ဆုံပြုလုပ်ကြတဲ့စစ်ဆက်ကြောင်းလမ်းမင်္ဂလာပွဲလေးကတော့အောင်မြင်စွာနဲ့ကျင်းပနေပြီဖြစ်ပါတယ်။ရခွမတို့ရဲ့သဘောတူကြည်ပြမှုတွေနဲ့ခန္ဓာစွာကျင်းပခဲ့တဲ့ဟေဦးရန်နဲ့စူပြည့်တဲ့စင်တို့ရဲ့စစ်ဆက်ပွဲလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးတွေကဘယ်လိုများဖြစ်မလဲရှင်။